တော်ရရှိမှမင်္ဂလာပါခင်ဗျာကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအတန်းမြန်မာပိုင်းအစီအစဉ်တွေလုံးဝရှင်းနာရပါတော့မယ်ပြည်သက်များအားလုံးကိုဝမ်းလဲစွာနဲ့ပဲရမုံဝင်တောက်ခင်ရတာကြောင့်လွတ်လပ်တော့အာရှအတန်း RFA တည်င်းဌာနရဲ့မြန်မာပိုင်းအစီအစဉ်ထောက်လွှင့်မှုကိုရည်နာရတော့မှာဖြစ်တယ်လို့ RFA တည်င်းဌာနကဒီနေ့မေလ9ရက်နေ့မှာပြည်သူတွေကိုတရားဝင်အသိပေးထုတ်ပြန်လာခဲ့ပါတယ်2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့ American သမ္မတဒေါ်နယ်ထရန့်ဦးဆောင်တဲ့ မေရိကန်ဆိုရကအာဖေအတွက်နှစ်စဉ်အတည်ပြုထောက်ပေးနေကြဖြစ်တဲ့ရန်ပုံငွေတွေကိုဖျက်တောက်ဖို့ကိုဆုံးဖြတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့် AFA ကထောက်လွှင့်နေတဲ့မြန်မာပိုင်းစီစဉ်ထုတ်လွှင့်မှုကိုရန်နာထားရတော့မှာဖြစ်ပြီးတော့ AFA မြန်မာပိုင်းစီစဉ်အနေနဲ့တနည်းနည်းမှာပရိတ်သတ်တွေစီကိုပြန်လည်ရောက်ရှိလာနိုင်မယ်ဆိုတာကိုလည်းမျှော်လင့်ထားတယ်လို့ဌာနမှူးကအတိအပြောဆိုထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဦးဆောင်တဲ့အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ ဓမ္မရထန့်ဟာကမ္ဘာတည်မီဒီယာအေဂျင်စီဖြစ်တဲ့ USGAM ကိုလည်းမက်လ15ရက်နေ့မှာရက်နာခဲ့ပြီးတော့အဲ့ဒီ USGAM နဲ့အတူ RFA တည်င်းဌာနတွေမှာအလောလောကင်နေကြတဲ့ဝန်ထမ်းတွေနဲ့စာချုပ်ဝန်ထမ်းတွေကိုလည်းအနာပေးလိုက်ကြောင်းကိုအကြောင်းကြားစာတွေပေးပို့ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ RFA ဟာအစီအစဉ်တွေကိုအကန့်အသတ်နဲ့ထုတ်လွှင့်ပေးခဲ့တာရှိခဲ့ပြီးတော့လက်ရှိမှာတော့မြန်မာပိုင်းအစီအစဉ်တစ်ခုလုံးကိုရန်နာလိုက်ပြီးဖြစ်ကြောင်းထပ်မံပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ အာဖေတည်င်းဌာနဟာမြန်မာပြည်သူတွေနေ့နေ့ညညခန်းစားနေကြရတဲ့စစ်အာဏာရှင်အဆက်ဆက်တည်င်းအမှောင်ချတာစစ်ရာဇဝမှုကျူးလွန်တာလူအခွင့်အရေးချိုးဖောက်တာတွေအပြင်မြန်မာနိုင်ငံအတွင်းကလူမှုရေးစီးပွားရေးတည်င်းတွေကိုပြည်သူနဲ့နိုင်ငံတကာသိရှိနိုင်ဖို့အတွက်မျက်ခြေမပြတ်တည်င်းတွေကိုတင်ဆက်ပေးနေခဲ့တဲ့တည်င်းဌာနတစ်ခုလည်းဖြစ်ပါတယ်တို့ထလာခဲ့တဲ့ကာလတွေမှာလဲ RFP ကမြန်မာပြည်သူတွေကြားမှာပဲတရင်တွေရယူတင်ပြခဲ့ပါတယ် မြန်မာပြည်ဒီမိုကရေစီစနစ်ကို စစ်ဘိုလ်ချုပ်တွေဖယ်ရှားလိုက်ချိန်မှာလဲအမှန်တရားကိုဖော်ထုတ်ပြောပြနိုင်ဖို့ RFP ရှိနေခဲ့ပါတယ်အကြောက်တရားမရှိတဲ့ RFP သတင်းတော့တွေဟာအမှောင်ခဲတွင်းကအခြေအနေတွေကိုစင်စက်မပြတ်ဖော်ထုတ်တင်ပြပေးခဲ့ကြပါတယ်ဒီလိုဆိုလို့ရှိရင်ကော်ပိုရာစစ်တောင်းကစစ်သမီးလေးနဲ့စစ်သားလေးတွေပေါ့နော်လူငယ်စစ်သမီးစစ်သားလေးတွေကိုအင်တာဗျူးလုပ်ဖို့